ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ရေမင်းအောင်မြန်တလင်းပါအဲ့တော့ဒီတစ်ပတ်မှာလဲကျွန်တော်တို့အပတ်စဉ်ဟောကြားနေကြအတိုင်းနော်15ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့22မတ်တရဇွန်လ2025စနေနေ့အထိတပတ်တာအတွင်းအခုနေ့သားသမီးတွေကကံကြမ္မာကိုကျွန်တော်တို့လမ်းညွှန်သွားမှာဖြစ်ပါတယ်အပတ်စဉ်လဲကျွန်တော်တို့လမ်းညွှန်ပေးနေကြပါအဲ့တော့ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကြည့်လိုက်ကြရအောင် အဲ့တော့အနေနဲ့ရက်ရက်ပြည်တွင်းပြည်ပနဲ့ကြည့်ရှုအားပေးကြတဲ့เนาะအစင်မဲအားပေးနေတဲ့မိတ်ဆွေများအားလုံးလည်းဒီနေ့အားနေကျေးဇူးတင်ပါတယ်ကဲတနင်္ဂနွေသားသမီးတွေကညီမပါအဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့ကညီမကတော့ဒီဘက်မှာကောင်းသောခီးတွေထွက်လာမှာဖြစ်ပါတယ်ခီးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အဲ့တော့အကျိုးရှိတဲ့ခီးဟဟလာကို့အတွက်စိတ်ချမ်းသာမယ်ခီးမျိုးတွေထွက်လာမယ်သို့မဟုတ်ခီးပေါ်အဖြစ်လဲ ွားရလာမှာဖြစ်ပါတယ်အလုံနေရာအိန္ဒိယတွေပြောင်းလဲတာပြောင်းရှိတာမျိုးတွေဂျုံဝတ်တတ်တယ်အဲ့တော့အရာတွေကကောင်းသောအပြောင်းလဲဖြစ်တယ်ရင်းနှီးတဲ့သူတွေချစ်တော်သူတွေနဲ့ခိတ္တအရာကြီးကွဲကွာတာမျိုးတွေဖြစ်တတ်တယ်အခြေအိမ်တော်ကြီးမေတ္တာကြီးနဲ့ပတ်သက်လာရင်တော့နားလည်မှုလွဲတာအဲတယောက်နဲ့တယောက်သာသာတမတည့်တာအစမပြေညှိလို့နှိုင်းလို့မရတာမျိုးလေးတွေအနှဲငယ်ဖြစ်တတ်တယ်ဒါလည်း အရင်စိုးရင်လောက်တဲ့အခြေအနေမှာမရှိဘူးမဖြစ်ဘူးဆိုတဲ့ကိစ္စတွေဒီတစ်ပတ်မှာပြန်လည်ပြီးဖြစ်လာမှာဖြစ်ပါတယ်အလားတူပဲဆုံယုံသွားတဲ့ငွေတွေနစ်နာထားတဲ့ထိခိုက်ထားတဲ့အရာတွေကပြန်ပြီးတော့ကောင်းကျိုးဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကို့မှာအလုံးနဲ့ပတ်သက်လို့ဆုံယုံနစ်နာထားတာတွေရှိတဲ့ဆိုရင်ဒါတွေကပြန်ပေါ်လာမယ်ပြန်ဝင်လာမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်ဟလာပြီးခဲ့တဲ့လာပိုင်းလောက်ကအစမပြေဘူးဆိုတဲ့ကိစ္စတွေဒီတစ်ပတ်မှာငါပြန်စူးစမ်းကြည့်မယ်သူစူးစမ်းခြင်းဖြစ်အောင်မြင်စင်မြင်မှာဖြစ်ပါတယ်ဗျာ အဲ့တော့အလားတူပဲဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကိုဟာလက်မဲ့အခြေအနေမျိုးကနေလက်ရှိအခြေအနေတရက်ကိုပြန်လဲပြီးတော့ပိုင်ဆိုင်လာမှာဖြစ်ပါတယ်အဲ့တော့ကိုမျော်လင့်ရည်ရံစီထားတာတွေကိုဒီတစ်ပတ်မှာအကောင့်တဲ့ပေါ်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်လာမှာလည်းပဲဖြစ်တယ်။နည်းနည်းလေးအထီးကျန်ဆန်တာဟာလားဒကွေဒကာရဖြစ်တာမျိုးလေးတွေတော့ဖြစ်တတ်တယ်။လက်ရှိအလုပ်ကနေဒီထက်ကောင်းတဲ့အလုပ်မျိုးကိုပြောင်းလဲတာမျိုး သို့မဟုတ်ယာရုတာဝန်ပြောင်းတာမျိုးတွေဖြစ်တတ်တယ်ဒါတွေကလည်းကောင်းသောအခြေအနေတစ်ယောက်ကိုဖြစ်ပေါ်မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာတော့ကိုဟာဟာလာအထောက်ပံ့နေကုညီမှုတွေပံ့ပိုးမှုတွေလည်းရရှိနိုင်တဲ့တပတ်တာဖြစ်ပါလေကိုတော့အဆောင်ကောင်းတွေဆိုတာမျိုးတွေရတတ်တယ်လက်ဆောင်ပစ္စည်းကောင်းသို့မဟုတ်ဂမ်ဘီယာနဲ့ပတ်သက်တဲ့လော်ဂီပညာနဲ့ပတ်သက်တဲ့ဟာလာအစီမံဒီကိုလက်ထဲကိုရောက်လာတတ်တဲ့တပတ်တာကာလာလည်းပဲဖြစ်ပါတယ်ကိုဟာဟာလာ အစမပြေဘူးဆိုတဲ့အခြေအနေကနေပြန်လဲထူထောင်နိုင်ပြီပြန်လဲကောင်းမွန်လာပြီပြန်လဲပြီးအခြေအနေကောင်းတစ်ခုကိုပြန်ထူထောင်နိုင်ပြီဆိုတဲ့အခြေအနေကိစ္စမျိုးတွေကြုံရမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အလုတ်ကွေးအလုတ်ကိုင်းတွေမှာကိုပိုင်လုံကအယောင်းဝယ်တွေမှာပြုတ်လဲနေတယ်ဟာလာတိတ်မကောင်းအစမပြေဘူးဟန်မကြဘူးဆိုရင်တော့ဒီတို့မှာတော့ပြန်လဲပြီးဒါတွေဟာထူထောင်ကောင်းမွန်လာမှာဟန်ကြလာမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီဟာလာကို့အတွက်အဖက်ဖက်ကနေပြီးတော့ကံကောင်းတဲ့နေရာမှာပါဝင်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ ဒီတစ်ပတ်မှာကိုဟာဒီတစ်ပတ်မှာကိုဟာငွေကြေးနဲ့ပတ်သက်လို့အထူးသဖြင့်ကံကောင်းမဲ့တစ်ပတ်တာဖြစ်တယ်။မမျော်လင့်မဲ့ငွေဝင်တာငွေကြေးအလုတ်ကန်ကြံစီတွေအောင်မြင်တာမျော်လင့်လာတဲ့ငွေကြေးကိစ္စတွေပြန်ပြီးအဆင်ပြေတာငွေကြေးကတ်ခဲတွေကနေကောင်းစွာကြော်လတ်လွတ်မြောက်နိုင်တာမျိုးတွေဖြစ်မဲ့တစ်ပတ်တာဖြစ်ပါလေ။အဲ့တော့ဒီတစ်ပတ်မှာကိုဟာဟုတ်လားငွေကြေးရလည်းမပူပါဘူးအခြေအိမ်တော်ကြီးမှာတော့အနှဲငယ်စိတ်ညစ်စရာလေးတွေ ဆနလူနားလည်မှုလွဲတာမျိုးလေးတွေကြုံရတတ်တယ်။ကျမ်းမာရင်နဲ့ပတ်သက်လို့မထူထောင်နိုင်လဲနေတယ်ဆိုရင်တော့ဒီတစ်ပတ်မှာပြန်လဲထူထောင်နိုင်တဲ့အခြေအနေတရက်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီဘက်ကတော့ကျွန်တော်တို့အရေးကြီးတဲ့အလောက်ကန်ကိစ္စတွေကိုအကောင့်တွေဖို့လှုပ်ဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ကိုကဒီတစ်ပတ်မှာကိုစူးစမ်းခဲ့တာတွေကပြန်လဲအရာထင်ပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်။ဒီတစ်ပတ်တော့ကံကောင်းလက်ရှင်ကနန်းဒီကိုကနန်းမှာအကျိုးပေးတဲ့အကြောင်းကတော့ခရမ်းရအောင်ဖြစ်ပါတယ်။အဲဒါကတော့ကျွန်တော်တို့ တနုံနေသားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ။